ားလုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်တီးတိမ်မြို့နယ်မန်ပီးရွာ၌တိုက်ပွဲပြင်းထန်ဆက်လက်ဖြစ်ပွား ဇွန်လ25ရက်နေ့ညနေပိုင်းမှစ၍ဇိုကန်တီးတိမ်မြို့နယ်ရှိမပီးရွာအနီး၌ဇိုကန်လက်နက်ကင်တပ်ပေါင်းစုများနှင့်စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့်တိုက်ပွဲများရန်နာခြင်းမရှိဘဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်တိုက်ပွဲတရင်များနှင့်ဤဆက်သူတို့အူကယနေ့သည်တိုက်ပွဲဖြစ်ပွားမှု၏၄ရက်မြောက်နေ့ဖြစ်သည့်တိုက်ပွဲကဆက်လက်ပြင်းထန်နေသည့်ကလေးမျိုးဘက်မှ အမြောင်းနှင့်တောက်လျှောက်ပစ်ကူမှုများရှိနေပြီးလက်နက်ကင်တပ်ပေါင်းစုဘက်ကတချို့ရှေ့ရန်တိုးတက်မှုများလည်းရှိလာသည်လက်ရှိအချိန်ထိလူနှစ်ယောက်ကြာဆုံးခဲ့သည်ဟုသိရှိရသည်ဟုပြောကြားခဲ့သည်တိုက်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့တွင်လည်းထိခိုက်မှုများရှိပြီးလူသေးမှုအပါအဝင် ထိခိုက်ဒေဆုံးမှုများဖြစ်ပွားနေကြောင်းသတင်းရရှိသည်ရွေးကောက်ပွဲကိုကာကွယ်ဆောင်ရှောက်သည့်အထူးဥပဒေတရက်ပြဋ္ဌာန်းရန် NASA ကပြင်ဆင်နေသည် နာစကအစိုးရသည်ရှင်းလင်းလာဆောင်ရွက်ချက်၅ချက်တိုင်း2025ခုနှစ်နှင့်2026ခုနှစ်အစောပိုင်းအတွင်းအထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးရင်းရွေးကောက်ပွဲကိုလုံခြုံစွာကျင်းပနိုင်ရန်အတွက်ကာကွယ်စောင့်ရှောက်သည့်အထူးဥပဒေတည်းရဲ့ပြဋ္ဌာန်းရန်ရှိကြောင်းသိရှိရသည် နတ်စကားဥက္ကဋ္ဌဤထုတ်ပြောချက်အရရွေးကောက်ပွဲသည်2025ခုနှစ်အကုန်နှင့်2026ခုနှစ်စောပိုင်းအတွင်ကျင်းပမည်ဖြစ်ပြီးလက်ရှိနိုင်ငံအတွင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍စိန်ခေါ်မှုများရှိနေသဖြင့်မဲပေးမည်ပြည်သူများနှင့်လွှတ်တော်ကိုယ်စားလှယ်များအတွက်လုံခြုံရေးကိစ္စများကိုအလေးထားကာဥပဒေတရက်ဖြင့်ကာကွယ်ရန်အစိုးရကပြင်ဆင်နေခြင်းဖြစ်သည်ဟုရခိုင်ဥဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောကြားသည် နာဆကအစိုးရလက်ထက်မှာရွေးကောက်ပွဲဥပဒေညီးဥပဒေတွေနဲ့အတူကာကွယ်စောင့်ရှောက်ရေးအထူးဥပဒေတရက်ထွက်လာမှာတည်ကြတယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ဟုဒေါက်တာအေးမောင်ကဆိုသည် နာစကောဥက္ကဋ္ဌအနေဖြင့်ရွေးကောက်ပွဲကျင်းပမည့်အချိန်စရားကိုထုတ်ပြန်ထားပြီးဖြစ်သည့်အတွက်တက်တန်းတိုးထားသည့်6လပြည့်မီနှစ်2025ခုနှစ်ဩဂုတ်လတရက်တွင်အာဏာကိုကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံပြန်လည်အပ်ရန်လိုအပ်သည့်အခြေအနေဖြစ်နေသည့်ထို့ကြောင့်ဩဂုတ်လမတိုင်မီတွင်ထူးဥပဒေကိုထုတ်ပြန်လာနိုင်ခြင်းရှိကြောင်းနှင်းကသုံးသပ်သည်ထိုဥပဒေသည်လာမည့်ရွေးကောက်ပွဲအတွက်သာတက်တန်းတက်တာဖြစ်မည်ဖြစ်ပြီး NASA ကလက်ထက်အတွင်း လွတ်တော်မရှိသည့်အခြေအနေကြောင့်နာဆာကအနေဖြင့်ပြဋ္ဌာန်းနိုင်သောအခြေအနေဖြစ်ကြောင်းဒေါက်တာအေးမောင်ကထက်မှန်ရှင်းပြသည်နောင်လာမီလွတ်တော်ကဤဥပဒေကိုဆက်လက်အသုံးပြုမည်လားပြင်ဆင်မည်လားဆိုသည်မှာထိုလွတ်တော်ဤဆုံးဖြတ်ချက်ဖြစ်မည်ဟုလည်းတင်းကဆိုသည်။လက်ရှိတွင်ရွေးကောက်ပွဲဥပဒေနှင့်ဤဥပဒေတို့ကိုမပြဋ္ဌာန်းသေးသဖြင့်ရင်းထူးဥပဒေကိုဥပဒေများနှင့် တွဲဖက်၍ထုတ်ပြန်လာနိုင်ကြောင်းသိရှိရသည်။ NASA ကထုတ်ပြန်ထားသည့်သတင်းချက်လက်အရ2025ခုနှစ်ဒီဇင်ဘာနှင့်2026ခုနှစ်ဇန်နဝါရီအတွင်းအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ကျင်းပရန်ရည်ရွယ်ထားပြီးနိုင်ငံတော်ရှိမဲဆန္ဒနှင့်260ကျော်၌ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။အီရန်ကိုထပ်မံပုံကျဲဖို့စဉ်းစားနိုင်ကြောင်းထရန့်ထုတ်ပေါ် အမေရိကန်၏ယခင်သမရဒေါ်နယ်ထရန့်က Reuters သတင်းအရအီရန်အာဏာပိုင်အရာတိုလာအလီခါမေနီ၏မိန့်ခွန်းများကိုတင်းတင်းထန်ထန်ဝေဖန်ခဲ့ပြီးတီဟီရန်အနေနဲ့ယူရေနီယံတန့်စင်မှုကိုစိုးရိမ်ဖွယ်အဆင့်အထိမြင့်တင်ခဲ့လျင်အီရန်ကိုထပ်မံအားဖြင့်ဘုံကျဲရန်စဉ်းစားမိဟုထုတ်ဖော်ပြောကြားခဲ့သည် အနာဂတ်အနည်းကပ်တွင်ဖြစ်နိုင်သောတုံ့ပြန်မှုများအတွက်ကြိုတင်ပြင်ဆင်ရန်လိုကြောင်းအရာဒိုလာခါမေနီကလည်းအမေရိကန်အားသတိပေးလိုက်သည်။မကြာသေးမီတွင်ဘက်ကအမေရိကန်သည်အီရန်၏နျူကလ িয়ার စခန်းများအားဘုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးနှင့်ဆယ်နှစ်ရကြာစည်ရေးပြည်ပခပြီးဆုံးသွားသည့်ထိုချိန်တွင်ထရန့်ကခါမေနီ၏ပြောကြားချက်များကိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည် သူ့နိုင်ငံဟာလုံးဝပျက်စီးသွားပြီးသူ့ရဲ့နျူကလ িয়ার အခြေစိုက်စခန်း၃ခုကိုကျွန်တော်ဖျက်ဆီးလိုက်ပါတယ်။သူလွတ်တော်ခုနေတဲ့နေရာကိုလည်းအတိအကျသိထားပါတယ်ဟုထရန့်ကသူ၏ဆိုရှယ်မီဒီယာတွင်ရေးသားခဲ့သည်။ထို့ပြင်ကမ္ဘာအကြီးဆုံးအာဏာရှိသူ ဖြစ်တော်လဲခါမီနီကိုအမေရိကန်တပ်ဖွဲ့များကချီးကျူးမည်မဟုတ်ကြောင်းဟုလဲထရန့်ကထပ်မံဖော်ပြခဲ့သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလုံးလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်